51ကနေ58ပေါ့ကျမတို့မန်ဒေးကကျမတို့လိလာခဲ့တဲ့အရာကကိန်းဝတ်နေတော့ဝဉဉတော့ထန်တို့ရောက်ရင်တော့ချက်ပြီးတော့ကျမတို့ရဲ့အအဓိကတော့ချက်ဖြစ်တဲ့လူသားရဲ့ဝိညာဉ်အကြောင်းကိုကျမတို့လေ့လာပြီးပြီဖြစ်တယ်။အဲ့ဒီတော့ချက်ကနေပြီးတော့မှပေါ့နော်။ကျမတို့ကိုအာယုံလွင့်ပါစေတဲ့အရာ။မာရွတ်တဲ့လမ်းကိုပို့ဆောင်ပေးတဲ့ပေးတဲ့အရာတွေ ပေါ့နော်ခေါင်းစဉ်၃ခုရှိတယ်ပေါ့အဲ့ဒီရဲ့အရာကဘာလဲဆိုအဓိကတော့ချက်ကနေလွဲချော်စီတဲ့အရာကကောင်းတဲ့အရာဖြစ်တယ်နောက်တစ်ခုကဩဝါဒဖြစ်တယ်နံပါတ်၃ကစုကျေစုတွေဖြစ်တယ်ပေါ့နော်တို့ရဲ့အရာကိုဖတ်တဲ့အခါမှာခုနဆရာလည်းပြောသလိုအရန်ဖျားကိုကျေစုတင်မိတယ်ပေါ့နော်ကျမတို့ရဲ့အတ္တမှာအခုလိုစားသုံးခွင့်ပေးတဲ့ဘုရားခင်ရဲ့နာမတော်တာ၍ပုံကြည့်ပါစေအအစပိုင်းမှာကျမဗာနဲ့အစပြုခြင်းလဲဆိုရင်ဒီ ကောင်းတော့အရာနဲ့ခုနကောင်းစင်၃ခုလုံးရဲ့အစပထမတကြောင်းမှာပါအောင်ရေးထားလဲဆိုရင်ဗာနဲ့စထားလဲဆိုရန်တူလို့ရေးထားတယ်ရန်တူကကျမတို့လှုပ်ဆောင်နေတာလေးနော်အဥပမာအနေနဲ့အရင်ဆုံးပြောမယ်ဆိုရင်ပေါ့နော်ကျမတို့တံပိုးရှိတဲ့အရာဘယ်အရာမဆိုပေါ့နော်အတုရှိတယ်ရွှေဆိုတံပိုးရှိလုံးလို့နော်အတုတွေလောက်ကြတယ်ဒါဆိုရင်ပေါ့နော်ကျမတို့အရင်တချို့ ကျမတို့ကကျတော့တကယ်လို့အစ်စ်မရှိတဲ့အခါမှာပွဲလန်းတပင်နေသွားမယ်ဆိုဈေးကနေသွားပြီးတော့မှအတူဝယ်ပြီးမှအစ်စ်လိုလိုနဲ့ကျမတို့အာသွားတယ်ဒါပေမဲ့ကိုကိုကိုတိနေတယ်ဒါအစ်စ်မဟုတ်ဘူးဆိုတော့ဒါပေမဲ့သူများကတော့အစ်စ်ထင်ပြီးသူများအထင်ကြီးကြီးမယ်လေနော်ဒါပေမဲ့အဆိုးဆုံးတစ်ခုကပါလဲဆိုရင်လေအဖြက်လန်းနေနေပေါ့နော်ကိုကဟဲ့တန်ငါတိန့်တထောင်နဲ့ဝယ်ထားတာဒီစိန်ကရမ်းလာတယ်တိန့်900ပဲပိုက်နာလို့ရောင်းတာဒါမှမဟုတ်နင်းနဲ့ခင်လို့နော်600ပဲယူသွားပါပြောပြီးကိုကဝယ်လိုက်တာ ဒါမဲ့အဲ့ဒီရဟအစစ်ထင်ပြီးတံပိုးထားပြီးတော့မှဟိုကဝတ်နေတာအဖိုးခလည်းပေးပြီးပြီးမျက်နေတယ်ထင်တယ်နောက်ဆုံးတော့စစ်လိုက်တဲ့အခါမှာရောင်းတဲ့ချိန်မှပဲတိတယ် လက်မခံဖမ်းအောင်ဖမ်းတော့မယ်သူလာရောက်နေပြောမှလေကျမတို့ရဲ့ယုံကြည်သူတွေရဲ့အသက်တာမှလည်းလိုပဲတခါတည်းကျကျမတို့ဝิญဉ်နဲ့တွားနေတာလားဇာတိနဲ့တွားနေတာလားခုနပြောတော့အရင်တော့ဆိုကျမတို့လုံးဝတောက်လျှောက်တွားခဲ့တာကောင်းတဲ့ຢာတွေကိုပဲလုပ်မယ်ဩဝါဒတွေကိုနားထောင်မယ်အိုးစုဂျေစုနဲ့ဖះကိုပေးမယ်ဖះအမှုတော်ဆောင်မယ်နဲ့တွားခဲ့တာလေးနော်ဒီရဲ့အရာကဒီနေ့ကျမတို့လေ့လာသွားတဲ့အထဲမှာပေါ့နော်ထိုရဲ့အရာကတော်ချက်တီးဟူတော့ဝิญဉ်တော်နဲ့လွဲစေတဲ့အရာတွေဖြစ်တယ်ကျမတို့ရဲ့ ထာဝရမှာဆုံးရှုံးရှင်တဲ့ကောင်းကြီးမင်္ဂလာတွေဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်ကျမတို့လေ့လာရမှာဖြစ်တယ်ပထမဆုံးကကောင်းတဲ့အရာဆိုတာဗာလဲဆိုရန်သူဒီကျွန်ုပ်တို့အားကျွန်ုပ်တို့ဤဝိညာဉ်ကို ပိုင်းခြားသိမြင်ခြင်းမှပြက်ပြားသွားစေရန်ကြိုးစားပြီးနောက်ရက်နေတယ်တဲ့။ကေတင်ချင်းရပြီးပြီဆိုတာနဲ့တပြိုင်တည်းပေါ့နော်။ကောင်းတဲ့အရာကိုလှုပ်ဖို့ရန်အတွက်ကျမတို့တွေဆုံးဖြတ်ကြတယ်။အိုးတိုက်တွန်းကြတယ်။အားပေးကြတယ်။ တယောက်မှမလွတ်ဘူးတဲ့နော်တယောက်ကိုမှမလွတ်အောင်စာတန်ကထိုအရာတွေထဲမှာဆွဲခေါ်သွားတယ်တဲ့ဘုရားသခင်အလိုတော်တိုင်းမဲ့ငါတို့လုံမယ်အိုးကိုတခုလုံလိုက်တော့ဘုရားသခင်ကျေနပ်ဖို့အိုးဘုရားရဲ့အမှုတော်ကိုလုံမယ်ကောင်းတဲ့အရာတွေကိုပဲမကောင်းတဲ့အရာတွေကိုမလုံမိဖို့ကိုကိုနိုင်ကြိုးစားမယ်ကောင်းတယ်ထင်တဲ့အရာတွေဆိုရင်အိုးကျမတို့လှုပ်ဆောင်မယ်ဒီလိုနဲ့တွားတဲ့အရာတွေအားလုံးကတဲ့ဘုရားသခင်ထံမှမဟုတ်ပဲယံသူထံကဖြစ်တယ်တဲ့ ကြောက်စရာကောင်းတယ်နော်ကျမတို့တကယ်တမ်းဆိုရင်ကျမတို့တကယ်လှုပ်ဆောင်ခဲ့တာလေအာဒန်နဲ့အေဝအစအဦးမှာဆိုရင် ကောင်းမကောင်းအတီးကိုမစားနဲ့ပြောတယ်ကောင်းတယ်မကောင်းဘူးပေါ့နော်ဒါတွေကိုတိလာခြင်းကမစားနဲ့လို့ပြောတဲ့အရာကယေရှုခရစ်တော်တီးဟူတော့အသက်ပင်ကိုပဲဆိုင်းစားခိုင်းတာလေနော်ဒီနေ့ဒီနေရာမှာလဲကျမတို့ကောင်းတာတွေကိုပဲရွေးချယ်ဖို့ဖျားပြောဖို့အိုမိဘတွေပြောဖို့ဒါတွေကိုပဲကျမတို့ကတုံတင်ခဲကြတယ်လေ့လာခဲတယ် ကောင်းတော့ကောင်းအောင်ကြိုးစားလှုပ်ဆောင်ခြင်းဤအမှန်ပင်တဲ့နောက်ဆုံးတကြောင်ပါဗောနော်ဒီအပတ်ရဲ့စုံစမ်းခြင်းဖြစ်၍တဲ့ခရစ်တော်ကိုတွေ့ကြုံခံစားခြင်းကနေအာယုံကိုလွင့်ပါစေတာဖြစ်တယ်တဲ့ဒီကောင်းတဲ့အရာတွေက အဲ့အတွက်ကြောင့်မို့ကျမတို့ကခရစ်တော်စားသုံးနေဆိုတာပါလေဆိုတဲ့အရာကအသက်ပင်တည်မှုတဲ့ခရစ်တော်ကပါလေဆိုရင်ဒုတိယတစ်ပိုက်မှာပါပြောလေအကျင့်တူဒီငါနိုင်တည်၍ငါဒီလဲသူနိုင်တည်မယ်တဲ့ထိုတူဒီများဆိုတော့အတီးကိုတီးမယ်ပေါ့နော်ကျမတို့ရဲ့တက်တာထဲမှာအသက်ပင်တည်မှုတော့ခရစ်တော်နဲ့ဒီနေရာမှာလဲသူဘာနဲ့လဲပြန်ပြောထားလဲဆိုစပစ်နွယ်ပင်စပစ်ပင်စပစ်ပင်နဲ့စပစ်တီးနဲ့ပြောထားတယ်လေနော် ကျမတို့နားလည်နိုင်အောင်ဆိုရင်ပါလေဆိုတော့ကျမတို့ကကြိုးစားလို့လှုပ်ဆောင်ပြီးတော့မှဘာမှမရဘူးအမြင့်တီးဟူတော့ဖရာသခင်ရဲ့ရေတောက်မြစ်ကိုကျမတို့တောက်သုံးမယ်ဒီကျမတို့ကအခက်အလက်တွေဖြစ်တယ် ခရစ်တော်၌ပဲတည်နေမယ်အပြန်အလှန်တည်နေမယ်ဆိုလို့ရှိရင်ပေါ့နော်ကျမတို့ရဲ့အတ္တတဲကနေအတီးအပွင့်တည်ခြင်းဖြစ်တယ်ခရစ်တော်ကိုစားသုံးခြင်းကြေတောက်မြက်တည်မှုတော့ပေါ့နော်ဒီရက်ရောက်စားသုံးမှပဲကျမတို့ရဲ့အတ္တတဲမှာပေါ့နော်ဒီအတီးအပွင့်တွေကိုတည်ပွင့်တာကြည်ပြီးတော့မှဩဖရာသခင်ကသူ့ရဲ့အတ္တတဲကနေ ကိုယ့်ရဲ့အသက်တာထဲကနေအလုတ်လုတ်တယ်ဆိုတဲ့အရာကိုကျမတို့မြင်လာနိုင်ခြင်းဖြစ်တယ်ပေါ့နော်ဒါအဓိကကဒုတိယကောင်းစဉ်ကိုကျမတို့ပြန်သွားမယ်ဆိုရင်ပေါ့နော်ဩဝါဒတယ်နော်ဒီနေရာမှာလည်းယန္တူအကြောင်းပြန်ပြောထားတယ်ခရစ်တော်ကိုရှာဖွေတော်သူများအားနောက်ရက်ဖြစ်စီရန်ယန္တူအသုံးပြုသည့်ပရိယေတခုမှာတဲ့ဩဝါဒများဖြစ်တယ်တဲ့အယံကိုဘုရားကိုကျေးဇူးတင်တယ်လေနော် ကျမတို့ ယုံကြည်သူရေလို့ဖြစ်လာတဲ့ခါမှာအရင်တော့ငါဆိုတော့နော်နှစ်ပေါင်းများစွာပဲနော်ကျမတို့တွေဩထာဝရစိတ်ချမှုတွေနဲ့ခေကာလတွေအကြောင်းအိုးရှေ့မစွာကနေကျမတို့ရွေးချယ်တယ်ဂျေဇုတော့တက်တဲ့အကြောင်းစားတဲ့ဩဝါဒတွေအပြင်ယန္တူကဘောနော်ခရစ်ယာန်တွေရဲ့အသက်တာတွေကိုခရစ်တော်ထံကနေလွင့်ပါစေတယ်အိုးကျမတို့ဩဝါဒတွေကိုနားထောင်တယ်ဩနှုတ်ကပတ်တော်တွေကိုကျမတို့ဖတ်ရှုတယ်အာ တကယ်အလွတ်တွေလဲစက်မှတ်တယ်နော်ကျန်းစာတွေကိုလဲနော်ချီအောင်လှုပ်ပြီးတော့မှဒီကျန်းစာအတိုင်းပြုမယ်ကျန်းစာကျန်းစာအတိုင်းကျမတို့အသက်ရှင်မယ်ပေါ့နော်ဒီလိုနဲ့နေတဲ့ဒီအော်ဝါထဲမှာပေါ့နော်ကျမတို့အသက်ရှင်ရင်နဲ့ဝမ်းနေစရာတအားကောင်းတဲ့အရာကပါလဲဆိုတော့ပေါ့နော်အာဒီခရစ်တော်ကိုကျတော့လစ်လျူရှုတယ်တဲ့နော်ပြီးတော့ကျမတို့ကပညာတရားတွေကိုလဲစောင့်ရှောက်တယ်လက်တွေ့မှာကျင့်သုံးတယ် ဒါပေမဲ့တဲ့နော်ကျမတို့ရဲ့အသက်တာကိုတမာကျမ်းစာထဲမှာဖွင့်ပြထားတဲ့ပုပ်ကိုယ်တော်တီးဟူတော်ယေရှုခရစ်တော်အသက်တီးဟူတော်ခရစ်တော်ပုပ်ကိုယ်တော် ਨੇ ပေါ့နော်ကျမတို့ကတကယ်တကယ်တမ်းတော့ယဉ်ဤဖို့ရန်အတွက်ဖြစ်တယ်ဒီဩဝါဒအားဖြင့်ပေါ့နော် ဩဝါဒထဲမှာပဲကျမတို့အချိန်ကုန်ဖို့မဟုတ်ပဲねဒီဩဝါဒအပြင်ခရစ်တော်ကိုယဉ်နီဖို့အကျွမ်းဝင်ဖို့ဆက်တွေ့ပြီးတော့မှပေါ့နော်ခရစ်တော်နဲ့လူနဲ့ကြားထဲမှာကျမတို့ယဉ်နီယဉ်နီပေးတဲ့ပို့ဆောင်ပေးတဲ့တရားတစ်ခုလောက်ပဲဖြစ်တယ်တကယ်တကယ်တမ်းတော့ဒီရဲ့ဩဝါဒတွေကလေ ဲ့လိုပဲမဟုတ်ပဲနဲ့ကျမတို့လည်းအဲ့လိုပဲအိုးကျန်းစာဖတ်ရှုခြင်းအားဖြင့်ငါဒီလိုလုပ်မယ်ဟိုလိုလုပ်မယ်အိုးဤဒီလိုပြောရမယ်သူ့တုံတင်ရအောင်မယ်ဆိုတာနဲ့ဝယ်ကျမတို့အချိန်များစွာကုန်ခဲ့တယ်ပေါ့နော်ဒီရဲ့အရာကပေါ့နော်တကယ်ယုံကြည်သူတွေရဲ့အသက်တာထဲမှာဝမ်းနည်းစရာဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ကိုတွေ့ရတယ်နောက်ဆုံးပေါ့နော်ကျမဒီဒီဒီဂျေဇုဆူဂျေဇုအကြောင်းနဲ့ကျမတို့ပြန်သွားမယ်ဆိုခဏနေအားလုံးလည်းအတူတူကျမတို့ အပါဝင်လို့လည်းရအောင်လေနော်စုကျေစုလို့ပြောတဲ့နေရာမှာဆိုရင်ပေါ့နော်ဒီနေရာမှာလည်းရန်သူနဲ့ပြန်စတာပြန်မယ်လေနော်ကျမတို့ကိုစုကျေစုဆိုတဲ့ຢာကဝိညာဉ်စုကျေစုပဲလားလောကရဲ့စုကျေစုလားဘာပဲလဲပါမန်ထက်ထူးချွန်ပြီးတော်နေတာလေနော်ညာစွာပေါ့နော်သူရဲ့အရာတွေကတဲ့ဒီစုကျေစုတွေကအဖြစ်ပေါ့နော်ဖျားကိုပြန်လဲတဖန်ကျမတို့ကလစ်လျူရှူသွား လစ်လျူရှုပြန်တယ်ဗောနော်ဒီယောမယောမဩဝါဒစာမှာဆိုလို့ရှိရင်ဗာပြောထားလဲဆိုယောမခန်းကြီးကဘယ်နှခန်းအောင်ရှိလဲဆိုအခန်း16ခန်းရှိတယ်တဲ့အဲ့16ခန်းမှာဆိုလို့ရှိရင်တခန်းလေးပဲနော်စုကျေစုအကြောင်းကိုရေးထားတာဖြစ်တယ်အခန်းကြီးစနစ်မှာဗောအဲ့နေရာမှာစုကျေစုအကြောင်းနဲ့အများကြီးရေးထားတာဖြစ်တယ်ကျမတို့ စုကျေစုပြောတဲ့နေရာမှာပေါ့နော်လောကရဲ့အရာနဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ဥမာဆရာဆရာမအကြောင်းတင်တဲ့ဆရာဆရာမတွေလည်းယုံကြည်သူပဲဖြစ်ဖြစ်ပေါ့နော်ဒီရဲ့အရာအားဖြင့်ကိုယ်ကိုဖျားသခင်ပေးတဲ့ဒီစုကျေစုကဒီနေရာမှာပဲအချိန်ကုန်ဖို့မဟုတ်ပဲပဲတဲ့ပေါ့နော်စုကျေစုကိုပေးတဲ့ဖရာသခင်ကိုရရှိပြီးတော့မှဒီဖရာသခင်နဲ့ဆက်တွေ့ပြီးဖို့ဖြစ်တယ် ဆိုတဲ့အရာပေါ့နော်။အိုးတချို့တွေဆိုလို့ရှိရင်တော့ကလေးထိန်တဲ့အရာတွေမှာလဲအိုးတတ်ရှင်ရေးဒါတွေလဲတကယ်တမ်းတော့ तू ကဝါဒနာပါနေတာလေနော်။ तू ကဒီနေရာမှာစိတ်ရှည်နေတာဒါတွေကိုလှုပ်ချင်တာ။ဒါကဘုရားသခင်ထဲ့တာပေးတဲ့ကျမတို့ကိုစုကျေစုဖြစ်တယ်။ဝိညာဉ်စုကျေစုနဲ့ပြောတယ်ဆိုပရောဖက်ကျမတို့ယုံကြည်သူဖြစ်လာတဲ့အခါမှာအများကြီးပဲပေါ့နော်။အိုးတခုဆိုရင် prophet နာမည်ပေးချင်တယ်တခုဆိုရင် prophet ပဲအိုးဆရာဆရာမတွေဆုတောင်းပေးမယ်ဆိုလို့ရှိရင်ဆုတောင်းခြင်းနေရာမှာပဲသူများနာမှာပဲပေးမယ် prophet တွေပြီးတော့ခုနပြောလို့အနာငိမ့်ချင်းတွေဒီရဲ့အရာတွေကိုပဲကျမတို့ကဦးစားပေးထားတယ်ကြာလာတဲ့အခါမှာဘာမဆိုပေါ့နော်တချို့ကျတော့လည်း deliverance solution နဲ့အချိန်တိုင်းနိုင်တိုင်းမိမိရဲ့ဘာပဲဖြစ်ဖြစ်နော်အိုးနှဆိုးပဲနေထုံနေတော့တယ်ဒါမှမဟုတ်အဲ့လိုမျိုးတွေပဲဖြစ်နေတဲ့အရာတွေကထိုရဲ့စုဂျေဇူးတွေကိုမိတွေ့ပြီးတော့မှနမိတ်လက္ခဏာကိုမိတွေ့ဖို့မဟုတ်ပဲနဲ့ပေါ့နော် သူရဲ့အရာတွေကတဲ့နောက်ထပ်တစ်ခုကပါပြောတယ်လဲဆိုရင်စုယေຊုဆိုရင်တော့ကောရိန္သုအသင်းတော်ကိုတဲ့နော်သူတို့ရှိမှဆိုရင်လေစုယေຊုအားလုံးရှိတယ်တဲ့နော်သူတို့အသင်းတော်မှာဥပမာကျမတို့အသင်းတော်မှာဆိုရင်အာသူတို့ရဲ့အသင်းတော်မှာ ဘာရစကားပြောတဲ့လူလည်းရှိတယ်ပရိုဖက်ပြူတဲ့လူလည်းရှိတယ်အ내ပြန်တဲ့လူလည်းရှိတယ်နော်အကုန်လုံးအစုံလုံးဒီအသင်းတော်ထဲမှာရှိနေတော်လဲတဲ့ထိုစုဂျေစုများအားလုံးရရှိထားကြတော်လဲသူတို့ဤဝိညာဉ်ရေးရအခြေအနေမှာယဉ်ကျက်မှုမရှိပဲကလေးသူငယ်လိုပဲဖြစ်နေကြတယ်တဲ့စုဂျေစုကိုဦးစားပေးပေးပြီးတော့မှဒီလိုအသက်ရှင်တာပေါ့နော်ခရစ်တော်ဒီဖျားခင်ဤတကူတော်နဲ့ဉာဏ်ပညာဖြစ်ကြောင်းကိုပေါ့နော်ကျမတို့ကို အဟောပြောခြင်းတွေကလည်းအမရှိဘဲနဲ့ထိုစုဂျေဇူးတွေကတကယ်တကယ်တော့အဖျားပေးတဲ့အရာတွေကအခုနပြောသလိုတရားတစ်ခုပဲဖြစ်တယ်။ကြော်ညာလေးပဲဖြစ်တာ။ဖျားသခင်ရှိမှကျမတို့လာပြီးဆိုနေမကောင်းတဲ့လူဆိုမှန်ပါတယ်မယုံကြည်သူတွေရဲ့တတ်တာထဲမှာနေမကောင်းတဲ့ခါမှာပေါ့နော် healing ဖြစ်သွားတဲ့ခါမှာအိုးဖျားကိုပဲချက်သွားဖို့ရန်အတွက်ဖြစ်တာပေါ့နော်။အိုးဒီဒီ တခုပြီးတခုဖြစ်လာတဲ့အခါမှာဒီ healing ပေးတဲ့ဆရာတွေကိုပဲဒီလိုစုကျေးဇူးရှိတဲ့သူတွေကိုပဲကျမတို့မိခိုဖို့မဟုတ်ဘူးပေါ့နောက်ထပ်ဘာကိုလဲပြောထားသေးလဲဆိုတော့လေနော်ဒီကျမတို့စာမျက်နှာ55ကိုတွားမယ်ဆိုလို့ပေါ်လူကဘာပြောလဲဆိုတော့ဒီနေရာမှာပေါ့နော်အခြားတော့သူများထက်တာ၍ဘာသာစကားကိုပြောဆိုနိုင်တော့လေတဲ့သူဒီအစည်းအဝေးများနိုင်တဲ့ဘာသာစကားအခွန်တပေါင်းထက် စကားငါးခုံးကိုညံနေတကွာနားလဲနနားလဲနိုင်အောင်ပေါ့နော်ပြောဆိုခြင်းအခွင့်ကိုပဲသူအလိုတော်ရှိတယ်တဲ့တခါတဲ့ကြာဟိုးစုတွေကိုတလက်ဆက်တောင်းမယ်အိုးနှုတ်ကပတ်တဲ့ဆက်တိုင်းနဲ့ကျမတို့အဲ့လိုလုပ်နေတယ်ဆိုတာတဲ့အခုနပြောတဲ့အရာပေါ့နော်လေးငါးခုံးနဲ့ပဲဖြစ်ဝိညာဉ်တော်နဲ့ဆက်တွေ့တဲ့ခါမှာတန်ရှင်တော်ဝိညာဉ်တော်ကကိုနဲ့အတူရှိတဲ့ခါမှာ နည်းနည်းလေးတွေကိုလည်းပြောင်းလဲခြင်းဖြစ်စေတယ်။တပည့်တော်တွေကယေရှုခရစ်တော်နဲ့အတူတူသွားတဲ့ခါမှာဆိုရင်ပေါ့နော်။အိုးသူတို့ကိုသူတို့အယံအထင်ကြီးကြီးနေတယ်။အိုးလှုပ်လိုက်တာပဲလေနော်။ဆူတောင်းလိုက်တာပဲ။ဒါပေမဲ့အတိပွင့်ကမတွေးရဘူးလေနော်။ဒါပေမဲ့ခရစ်တော်ရဲ့ဝိညာဉ်တော်ရရှိလာတဲ့ခါမှာသူတို့အဲ့ဒီအရှိတ်ပိုင်းမှာဆိုရင်သူတို့အဲဒီဆုကျေးဇူးတွေ ရှိတယ်လို့ထင်ပြီးတို့အများကြီးစူးစမ်းတယ်အများကြီးလှုပ်ဆောင်တယ်ဆိုမဲ့အတီးပွင့်ကမရှိဘူးဝိညာဉ်တော်တို့ရဲ့တက်တာထဲမှာကိန်းဝတ်လာတဲ့အခါမှာတို့ဆူတောင်းလိုက်တာနဲ့လူ9000ပြောင်းလဲတယ်3000ပြောင်းလဲတယ်နှစ်ဆူတွေလည်းထွက်တယ်ဆိုတဲ့အရာတွေဖြစ်သွားတာပေါ့နော်တကယ်တကယ်တမ်းတဲ့အခါကျတော့ဝိညာဉ်တော်အလုတ်လုတ်ရင်ပဲအရာမဆူဖြစ်တယ်ဒါပေမဲ့ထိုရဲ့အရာကိုအားကိုးဖို့လုံးဝမဟုတ်ဘူးဆိုတဲ့အရာဘောနော်ကျမတို့ကိုအမ် သူကဆက်လက်၍ရှင်းပြထားတာပါလေဆိုစုခြေစုများကိုလက်တွေ့လေ့ကျင့်ရန်ခွန်အားပေးခြင်းတဲ့ကောရိန်တူမြို့သားတွေကို မားနေတဲ့အရာကနေပေါ့နော်ပြင်ဆင်ဖို့ရန်အတွက်စုခြေစုအားလုံးကအာအားလုံးကလည်းပေါ့နော်အခုတီတော့အရာကခရစ်တော်နဲ့ထိတွေ့ခံစားဖို့ရန်အတွက်ပဲဖြစ်တယ်ဆိုတဲ့အရာကို သူကအဲဒီပေါ်လူကလည်းပြောပြထားတာပေါ့နော် ဖျားခင်ရဲ့စီမံကိန်းအဓိကတော့ချက်ကကျမတို့ကိုဝိညာဉ်ထဲမှာအရာခတ်သိမ်းတီးဖို့တော့ခရစ်တော်ကိုယူဆောင်ဖို့ရန်အတွက်ပဲဖြစ်တယ်ပေါ့နော်အဲ့ဒီအမတ်လက္ခဏာကနေတုံတင်ခြင်းတွေထဲကနေစုကြည့်စုမဟုတ်ပဲနဲ့ကျမတို့ရဲ့ကိန်းဝတ်အကျမတို့ရဲ့ဝိညာဉ်ထဲမှာကိန်းဝတ်နေတဲ့အသက်ရှင်နေတဲ့ဝိညာဉ်တော်ဖြစ်တိခရစ်တော်ကိုပဲပေါ့နော် ကျမတို့ရဖို့ဖြစ်တယ်အသက်ရှင်နေတဲ့ခရစ်တော်ကပဲအတ ିକ ဖြစ်တယ်ဆိုတဲ့အရာကိုပေါ့နော်အဲဒီညမှာကျမတို့လေ့လာရရှိ တွေ့ရှိရတယ်များစွာသောလူတွေကသက်ဆိုင်ရာတွင်တင်ချင်းများမှတဆင့်ခရစ်တော်ထံကိုရောက်ရှိလာတာဖြစ်တယ်ခုနပြောတဲ့ဝိညာဉ်ရေးရာအဖြစ်တော်၎င်းပေါ့နော်ကျမတို့အဲဒီ ကောင်းတော့အာဒီစုဂျေစုအတီးတီးအားဖြင့်ဩဝါဒတွေအားဖြင့်ဆိုတဲ့အရာက ကျမတို့ခရစ်တော်ကိုယရှိဖို့ရန်တက်ဖြစ်တယ်ခရစ်တော်ကပဲကျမတို့ရဲ့ထာဝရစီမံကိန်းထိပ်ကိုသွန်ပို့ပြီးတော့တော့ချက်ဖြစ်တယ်ပေါ့နော်ပြီးတော့ခုနဆရာလည်းစီဝေးမစခင်မှာပြောသွားတယ်လေနော်ငွေရေးကြေးရေးတွေကောင်းကြီးမင်္ဂလာတွေစုဂျေစုတွေဆိုတာမလို့တာမဟုတ်လိုအပ်တယ်ယုံကြည်သူတွေရဲ့တသက်တက်တာထဲမှာပေါ့နော် အာဗြဟံကတဲ့သူတာဣဇက်အတွက် မိမကိုအာတောတောင်ခိုင်းတဲ့အခါမှာပေါ့နော်ကလအုံတော်ဆယ်စင်းပြောတယ်နော်ရွှေငွေတွေနဲ့သူသွားတာဖြစ်တယ်ဒါပေမဲ့ရဘက်ခါကတဲ့ရွှေငွေတွေကိုရတာနဲ့အိုးပျော်လိုက်တာရက်ွက်ထဲမှာကြွားဖို့လဲနော်ကျမတို့ဆိုရင်လေဟိုပြောနေအောင်ပါလေနော်ဟာစိန်ဒီလောက်နဲ့တင်တောင်းတာသိတယ်မလားအဲ့ဒါတွေကိုလည်းပြောချင်နေတာကြော်ညာချင်နေတာဒါမှအဲ့လိုမဟုတ်ပဲနဲ့တဲ့ရဘက်ခါကတဲ့ ကောင်းကြီးမင်္ဂလာတွေထက်ဤဆက်ကိုတွေးချင်တာတဲ့နော်။အော် ကျမခေါ်တော်မယ်လို့ပြောတဲ့အခါမှာ तू ကဒီနေ့ညတော်လိုက်ချင်တာဟုတ်တယ်။ရွှေငွေတွေဟိုဘက်ထားပြီးတော့မှသူ့ရဲ့အာမိသားစုတွေကမဟုတ်ဘူးနေပါအောင်ထိုင်ပါအောင်ပြောမှတားထားရတယ်လေနော်။အဓိကကျမတို့ရဲ့ယုံကြည်သူတွေရဲ့တက်တာထဲမှာ ခရစ်တော်ပေးတဲ့ကောင်းကြီးတွေခရစ်တော်ပေးတဲ့စုကျေးဇူးတွေကိုကျမတို့ကအတိကထားတာမဟုတ်ပဲနဲ့ပေါ့နော်ရဘက်ခါကဲတို့ပေါ့နော်အဲဒီအီဇက်တီးဟူတော့ယေရှုခရစ်တော်ခရစ်တော်ကိုပဲကျမတို့ကအမ်လိုချင်တော့သူဖြစ်ဖို့ရန်တွဲလိုတယ်ပေါ့နောက်ထပ်သူကဥပမာလဲပြန်ပေးထားသေးတယ်နော်တော့အကြောင်းကိုပြောထားတယ်အိမ်တအိမ်ကိုဝင်ဖို့ရန်တွဲဆိုတာကပေါ့နော်တော့ကလူအတ္တဖြစ်တယ်တကယ်လို့ လိုအပ်နေတဲ့ခါမှာတကယ်လို့များပေါ့နော်ကျမတို့အာတော့ကပြက်နေတယ်ဆိုလို့ရှိရင်တော့ပြင်တဲ့တမားကိုခေါ်ရတာဖြစ်တယ်ခေါ်တဲ့ခါမှာပြင်လိုက်တဲ့ခါမှာအဲ့ပြင်တဲ့လူကမလို့တော့ဘူးလေနော်ဒီတော့ ਨੇ ကျမတို့အာဒီလိုအာ ဝင်ချင်တဲ့အချိန်ထွက်ချင်တဲ့အချိန်မှာထွက်လို့ရတယ်ယေရှုခရစ်တော်ကတော့ဖြစ်တယ်တကယ်တမ်းတော့ပြောတဲ့နေရာမှာဒါမှလေဟိုကျမတို့ယုံကြည်သူရယ်လို့ဖြစ်လာတဲ့ခါမှာအစင်စင်လေးနော်ဥမာကျမတို့ဒီတက်သေးအိမ်မှာရောက်တဲ့ချိန်ဆိုလို့ရှိရင်အစပိုင်းမယုံကြည်တဲ့အတွက်ကျမတို့ကိုတော့တော့မှဟိုတကားတော့လောက်ပဲပေးတယ်လေနော်ဒါပေမဲ့တဆင့်ပြီးတဆင့်ဆိုရင်တအိမ်လုံးရဲ့တော့ပါ ဒီလိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ယုံကြည်မှုတွေရှိသွားတာလေးနော်ယေရှုခရစ်တော်မှာလဲပေါ့နော်ကျမတို့ရဲ့အယယာတီးဟုတော့ခုနစုယေရှုတွေလှုပ်ဆောင်တဲ့အရာတွေမှန်တယ်မြဆိုလဲကျမတို့ရဲ့ဝိညာဉ်မှာခရစ်တော်နဲ့ကျမတို့တလုံးတဝတီဖြစ်တဲ့ခါမှာခရစ်တော်ရှိမှရှိတဲ့ဘုံခရစ်တော်ရှိမှရှိတဲ့တကူခရစ်တော်ရှိမှရှိတဲ့အစွမ်းတတ္တိတွေကိုကျမတို့ကိုတဆင့်ပြီးတဆင့်တဆင့်ပြီးတဆင့်ဆွဲခေါ်ဖို့ရန်တက်ဖြစ်တယ်ပေါ့နော်အဲစုယေရှုက ဒီနေရာမှာနောက်ထပ်ဘာကိုလဲပြောထားသေးလဲဆိုရင်တော့ကျွန်မနောက်ဆုံးနောက်ဆုံးကိုပြန်သွားမယ်လေးနော်อืมဒီနောက်ဆုံးစာမျက်နှာမှာဆိုလို့ရှိရင်လဲပေါ့နော်ဘာကိုပြောထားလဲဆိုရင်တခင်ဖျားသည်တဲ့ကျွန်ုပ်တို့အားတွင်တင်ခြင်းနဲ့စုကျေစုများပေးဝေခဲ့တော်ညာလေတဲ့ကိုတော်ကိုတိုင်ဒီပန်းတိုင် ဖြစ်ပြီးအရာအလုံးပြည့်စုံသော ပုဂ္ဂိုလ်ဖြစ်တယ်တဲ့ တို့ဖြစ်၍အခြားသောအရာအားလုံးထက်ကိုတော့ကိုတာအာယုံပြုပြီးတော့မှအလေးထားဖို့ရန်အတွက်ဖြစ်တယ်။ဘုရားခင်ရဲ့စီမံကိန်းဘုရားခင်ရဲ့ရည်မှန်းချက်အရာအားလုံးပါဝင်သောခရစ်တော်သည် ကျွန်ုပ်တို့ဤဝิญဉ်ထဲတို့လာရောက်ဂိမ်းဝွင့်ရန်ဖြစ်တဲ့အဲ့လိုလာရောက်ဂိမ်းဝွင့်မှာပဲပေါ့နော်ကျွန်ုပ်တို့ရဲ့တနေ့တာလုံးကျွန်ုပ်တို့ရဲ့ဝิญဉ်ထဲမှာပြန်လာပြီးဝิญဉ်ထဲမှာကျမတို့ကပြန်လာပြီးတော့မှကျမတို့ရဲ့ဝิญဉ်ကိုပိုင်းခြားသိမြင်ပြီးတော့မှ အရာခတ်သိမ်းတီးဟူတော့ခရစ်တော်ကိုပဲကျမတို့အချိန်တိုင်းနိုင်တိုင်းအမှုရာတိုင်းမှာဆက်တယ်ဖို့ရန်တွေ့လဲဖြစ်တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့ဆရာတို့လည်းအမြဲတမ်းပြောသလိုလေးနော် ကျမတို့ရဲ့အတ္တထဲမှာ ဘုရားသခင်ပေးထားတဲ့အချိန်ရှိတယ်ဘုရားသခင်ပေးထားတဲ့ဗန္တာရှိတယ်ဘုရားသခင်ပေးထားတဲ့အာကျမတို့ရဲ့အင်းစုကျေးဇူးတွေရှိတယ်ဒီနေရာတွေကိုဘယ်လိုအသုံးပြုမလဲဆိုတဲ့အရာเนาะကျမတို့လှုပ်ဆောင်တော့မဲ့အရာတခုဆို စာတန်ကလေယံသူယံသူယံသူလို့ပြောထားပြီเนาะကိုတော်ကိုယုံကြည်ပြီဆိုရင်ကျမတို့ယံသူဖြစ်စေတယ်ကျမတို့အားလုံးသိတယ်လေเนาะဥမာအအချိန်နိုင်ပြောမယ်ဆိုဒီနေ့ဖျားเจ้าတော်မယ်ကိုကဆုံးဖြတ်ပြီးပြီလေเนาะ မတော်နိုင်အောင်မတော်ချင်အောင် နောက်ကြအောင်စာတန်လုတ်တယ်ဒါလူတိုင်းလူတိုင်းတွေ့ကြုံရတယ်လေနော်ခုနအစစာမျက်နှာအစမှာပြောပြီးပြီယုံကြည်ပြီးဆိုတာနဲ့ကိုလူတိုင်းကြုံတွေ့ရတဲ့အရာဖြစ်တယ်။အော်ဘုရားကျောင်းထဲမှာကျမတို့နောက်ကြဒီပဲဖြစ်စေရောက်လာပြီဆိုရင်တောင်မှလေကျမတို့ရဲ့အပြင်အာယုံ၅ပါးအဖြစ်ခရစ်တော်နဲ့အဆက်တွယ်မရအောင်ဟာအနတ်လေးတစ်ခုနဲ့ဒါမှမဟုတ်လေဟဲ့ ညလုံးလေးနဲ့ဟဲ့ဒီတယောက်လည်းဘလို့ဘလို့ဖြစ်နေတာလဲပေါ့နော်။အော်အမျိုးမျိုးနဲ့ကျမတို့ရဲ့အာယုံကိုလွင့်ပြသွားဖို့ခရစ်တော်နဲ့မချိတ်ဆက်မိဖို့ခရစ်တော်တီးဟူတော့အသက်မုတ်ကိုမစားသုံးဘူး။ဥမာချင်းမွန်းတဲ့လူတွေမှာဆိုလို့ရှိရင်လည်းဘာတွေကြုံတွေ့နိုင်လဲ။ဒီနေ့ငါဥဆောင်ရပြီဆိုရင်ဟာကြောက်နေတာလေးနော်။မားများသွားမှလား။ဒါယန်တူစာတန်ကခရစ်တော်နဲ့လမ်းကြောင်းလွယ်ခိုင်းတာတီးခတ်တဲ့လူဆိုလို့ရှိရင်လည်းဥမာဟာ ဘလူတွေဖြစ်ကုန်ပြီလေအမျိုးမျိုးနဲ့သူကနောက်ရက်မှာဖြစ်တယ်။အော်ကလေးရဲ့အတန်တွေအပြည့်အာယုံ၅ပါးအပြင်ကနေဖြင့်ကျမတို့ခရစ်တော်နဲ့မဆက်တွယ်မိဖို့ရန်အတွက်လုံမှာဖြစ်တယ်ပေါ့နော်။ကျမတို့စည်းစိမ်။ဒါပေမဲ့ခုနပြောလို့ကျမတို့ကိုခရစ်တော်ကအာเทโดအချိန်တိုင်းနိုင်တိုင်းမှာဒီလိုတွေတွေ့ကြုံတာတဲ့ခါမှာကျမတို့ပြန်လာဖို့ဖြစ်တယ်ဘန္တာဘန္တာပြောမယ်ဆိုရင်တော့ကျမတို့ဘန္တာကိုလဲလေသီလားဖယားသခင်သုံးတော့မယ်ပြောတဲ့နေရာမှာမသုံးအောင ရန်တူစာတန်ကနီလန်ပေါင်းစုံနဲ့လုပ်တယ်နော်ရှင်းရှင်းပြောရမယ်ဆိုရင် မောရှေကတိနတောင်ပေါ်မှာသွားပြီးဘုရားသခင်ကကြောက်ပြပေးတဲ့အချိန်မှာလေအောက်မှာရောက်တဲ့ခါမှာတဲတော်လှုပ်ဖို့ရန်အတွက်ဘုရားသခင်ကသူတို့မှာပါလာတဲ့ရွှေတွေငွေတွေအုပ်စာတွေနဲ့အတုံးပြုတ်ဖို့ဖြစ်တယ်ဒါမဲ့ရန်တူစာတန်ကအောက်မှာမလုပ်လိုက်လဲဟိုမှာဘုရားအတွက်တုံးတော့မဲ့အရာကိုအာယုံအားဖြင့်ပေါ့နော်နွားယုတ်ထု 老不言对，学的有哪家，学的有哪家，说哪、嗯、都懂，不的了，喏。 ဒါကြောင့်မို့ဘောနော်ကျမတို့ရဲ့အတ္တထဲမှာ ကျမတို့ရဲ့အချိန်ကျမတို့ရဲ့ဗန္တာကျမတို့ရဲ့စုကျေစုတွေကိုလွဲတော့ဟိုနာလွဲဒီနာလွဲအောင်ယန္တုစာတန်ကအချိန်နိုင်တိုင်းတိုက်ခိုက်နေတဲ့အတွက်ကြောင့်မို့တဲ့ဒီနေ့နှုတ်ကပတ်တော်ထဲမှာဘောနော်အဓိကကျမတို့ရဲ့တနေ့တာလုံးမှာကျမတို့ဝิญဉ်ထဲမှာပြန်လာပြီးအမှုအရာဘဲအရာတွေရင်ဆိုင်ရပြီလေသူများမန်တယ်သူမားနဲ့ငါမန်တယ်ဆိုတဲ့အရာကိုမကြည့်ဘဲနဲ့ကိုတော့ထံမှာပြန်လာပြီးတော့မှကိုတော့ ကိုတော်ပဲဥဆောင်ပေးပါကိုတော်ပဲတမီးရဲ့တက်တာထဲကနေလှုပ်ပေးပါကိုလှုပ်ရင်မာမာဘာဖြစ်လို့လဲဆိုတော့ကိုကမခံဘူးလေငါမှန်တယ်ဆိုကိုကမရဘူးလေအဲ့လိုဖြစ်တဲ့အတွက်ကြောင့်မို့ကျမရဲ့ဘဝတက်တာထဲမှာဥဆောင်ပေးပါလို့ပြောမှကျမတို့လှုပ်ဆောင်ဖို့ချင်းကကျမတို့ရဲ့အတ္တိကခရစ်တော်ကိုဖိတ်ခေါ်ခြင်းကတော့ချက်ပြတယ်ပေါ့နောက်ဆုံးကဘာဘာဘာနဲ့ကျမအဆုံးသတ်ချင်လေဆိုတော့ ျမတို့လက်တွေ့အတ္တတဲမှာဘောနော်ကျမတို့ရင်ဆိုင်နေရတဲ့အထက်မှာဆိုလို့ရှိရင်လေဒီလိုဆိုရင်ကျမတို့ကကောင်းတဲ့စုဂျေစုဖျားသခင်နဲ့အတူတကွတွာလာခြင်းအရာရာတိုင်းမှာခရစ်တော်ကိုပဲခေါ်ဖိတ်ခြင်းနဲ့ဆိုလို့ရှိရင်ဘောနော်ခရစ်တော်ရဲ့ဥဆောင်မှုကိုပဲကျမတို့ထာဝရတည်တဲ့အရာတွေရွှေငွေကြောက်ကောင်းတွေကိုပဲကျမတို့ထာဝရကာလမှာအစစ်မှန်ဖြစ်တဲ့မီးမလောင်တဲ့အရာနဲ့ကျမတို့အာစားသုံးမယ် လှုပ်ဆောင်ခြင်းလေဆိုလို့ရှိရင်တခုတီးတော့နီလန်းကပါလေဆိုတော့ပေါ့နော်ဒီညမှာပါပြောဆိုထိုရဲ့အရာကိုကောင်းတဲ့အရာကိုလူချင်းလေဆိုလူချင်းတဲ့စိတ်ရှိရတယ်ပေါ့နော်။ตา၍ကောင်းတဲ့လမ်းကိုငါပြလဲပြမယ်ခေါ်လဲခေါ်သွားပေးမယ်တဲ့။ဒါကျမတို့ကိုးကွယ်နေတဲ့ဘုရားသခင်ရဲ့ဂတိဖြစ်တယ်။ကျမတို့ရဲ့အချိန်နာရီခုနပြောတဲ့အချိန်နာရီတွေကျမတို့ရဲ့အဗန္တာတွေဘယ်နေရာမှာပဲဖြစ်ဖြစ်အတုံးပြူတဲ့ခါမှာကျမတို့ရဲ့တက်တာထဲမှာပေါ့နော် မေတ္တာမပါဘူးဆိုရင်တဲ့အချီနီးဖြစ်မယ်တဲ့အဲ့ဒီမေတ္တာဆိုတာဘာလဲခရစ်တော်ဖြစ်တယ်ဘုရားသခင်ဖြစ်တယ်ဘုရားကငါ့ကိုပေးထားတဲ့အရာအချိန်အလကားပေးထားတာကိုယ့်ရဲ့အချိန်ကိုဘုရားကိုလွတ်လပ်စွာအသုံးပြုခွင့်ပေးခြင်းအိုးဒီကောင်းကြီးကျွန်မကိုဘုရားပေးထားတာခရစ်တော်ပဲဥဆောင်ပြီးအလုတ်လုတ်ခွင့်ပေးတဲ့ခါမှာလေကျမတို့ရဲ့တသက်တာမှာပေါ့နော် ငါသူ့ကိုပေးထားတဲ့ငါလှုပ်ထားတဲ့အရာကိုမေ့ပြီးခရစ်တော်ပဲလှုပ်ဆောင်ပေးတယ်ဆိုတဲ့အရာကိုကျမတို့တိလာတိလာပြီးတော့မှတော့ဘောနော်ตา၍ကောင်းတဲ့လမ်းထဲကိုကျမတို့ကိုဆွဲခေါ်မယ်ဆိုပြီးမှကျမအနေနဲ့ဒီနေ့ဘုရားသခင်ပေးတဲ့အရာကနေစီစဉ်ချင်ပါတယ်ယေရှုတင်ပါတယ်